မင်းကလေးဆိုအယံတနာဘောကတော့ဟဲ့နင်ကဝတ်လိုက်တာဝိတ်မလျှော့ဘူးလားဆိုတာဝိတ်မလျှော့ဘူးလားဆိုတာပြောရတာဒါဝိတ်မလျှော့ဘူးလားနော်တကယ်လောက်ရတဲ့လူကအယံခတ်ပါတယ်ဘာဖြစ်လို့လဲဆိုစားနေကြလူကစားပဲစားတယ်အဲ့ဒါကိုပါဇက်ပိတ်ဖို့လဲအယံခတ်ပါတယ်လူတိုင်းကလူတိုင်းကမပြည့်စုံဘူးဝါတဲ့လူလဲဝါမှာပဲကျမဆိုလဲအယက်ပူလဲစားကြတယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးဝါတဲ့လူလဲလှဝစ်လို့ရတယ်ဟိုဘာမှ queue size ဆရာကိုမလို့တာကွာပိန်မလာတာမှမဟုတ်တာဟုတ်တယ်မလား ထားဘဘူးတခွေမလာမန်ကြွာချက်ဘီဆိုရက်တဲ့သူပြောပြမယ်တည်လားချက်ဘီဆိုတာကလေဟိုတအားကြီးဘိုက်တွေပို့ပြီးတော့ထွက်နေတာတော့ချက်ပြီးတော့မခေါ်ဘူးပေါ့အမှန်တိုင်းပြောတာသူ့ရဲ့နေရာနဲ့သူ size တော့ရှိရမှာပေါ့အဲ့ကြတော့ပြောပြောချင်တာကလူတိုင်းကလူတိုင်းကမပြည့်စုံဘူးဝါတယ်လူလဲဝါမှာပဲကျမဆိုလဲအရက်ပူလဲစားကြတယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးအဓိကက mindset ကောင်းဖို့ကိုယ့်ရဲ့စိတ်က အဲစိတ်ရင်ကောင်းကောင်းထားရင်သူများအပေါ်ကိုမနာလိုစိတ်ကင်းရင်စိတ်ကြည်ရင်လူကအကြည်တတ်ရှိပြီးသားအဲ့ဒါကိုမှကိုကပို့ပြီးတော့ကိုနဲ့လိုက်ဖက်တာလေးတွေဝစ်လို့ရတယ်ပြီးတော့ပုံပြပန်းပြဖြစ်မနေဘူးဆိုရင်ဝါတဲ့လူလဲလှဝစ်လို့ရတယ်ဟိုဘာမှဂယူဆိုင်ဆရာကိုမလို့တာကိုကပိန်မလှတာမှမဟုတ်တာဟုတ်တယ်မလားကိုပါကိုချစ်ဆရာကောင်နေလို့ရတာပဲဆွေးရတော့ဝစ်တာပဲ Mustard on a beat, broke deep, both in rap. Uh, he a freak though, man down. Call an ambulance, tell him breathe. တဲ့မင်းကလေးဆိုရန်တနာကတော့ဟဲ့နင်ကဝတ်လိုက်တာဝိမလျှော့ဘူးလားဆိုတော့ဝိမလျှော့ဘူးလားဆိုတော့ပြောရတာကဝိမလျှော့ဘူးလားနော်တကယ်လောက်ရတဲ့လူကအရန်ခတ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့စားနေကြလူကစားပဲစားတင်တယ်အဲ့ဒါကိုပါဇက်ပိတ်ဖို့လဲအရန်ခတ်ပါတယ်နော်အဲ့ကြာကိုချင်းစားပေးပါလို့ချရပါတယ်ချရပါတယ်ဘာဖြစ်လို့လဲဆိုတော့ sweet ကလူတိုင်းပြောတယ်အပြင်မှာတေးသေးလေးဘာလို့ကင်မရာမှာကြီးနေရလဲအပြင်မှာတေးသေးလေးအဲ့ဒါလူတိုင်းပြောတယ်ကင်မရာထဲမှာဆိုပိုကြီးသွားတယ်ပိုညင့်သွားတယ်အဲ့အတွက်ကိုအခုကျမအတွက်ကြည့်ရပါတော့ ခါးကို24လောက်မှကိုပိန်မှာကင်မရာထဲမှာဆယ်လက်မှတော့ရှော့ရမယ်အဘယ်ဟုတ်မလဲစီရခါး30အဲ့ဒါတော်တော်ရှော့ရမယ်6လက်မှတော့ရှော့မှာပိန်မှာတော်တော်လက်မှမနေအဲအဲ့လိုမျိုးအဲ့ဒါလည်းအဲ့လိုပေါ့ကိုကြတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်လို့စူးစမ်းတာပါ rap တွေလည်းဆိုတာတော်တယ်ချင်းဆိုတော့ရင်ကလေးကဝါလာပါဟုတ်ဟုတ်ဂျေယာဒရီးမ်ယက်ဆတ်တော်တာ တိယမိနေတယ်ဆိုတာချစ်ချင်းမုန်းခြင်းอ่ะဒါခွဲကြကွဲမနေဘူးလေအမြဲတွန်တွဲနေရဖြစ်တဲ့အတွက်ရှင်လည်းလက်ခံပါတယ်မုန်းလည်းဆိုအမြဲကတည်းဆိုလည်းသိခံပေးပါဘာလို့လဲဆိုတော့ جماعه ဒီသူများမိသားစုဖြိုခွဲပြီးတော့အဲလောက်ไก่စားတောက်နေရမဟုတ်ဘူးသူများမိသားစုကိုဖြိုခွဲပြီးမှသူများအိမ်တော်ကြီးကိုဖြိုခွဲပြီးတော့မှကိုသားသမီးကိုရှာကျွေးနေရမဟုတ်တဲ့အတွက်မုံလဲခံနိုင်ပါတယ်ချစ်လဲခံနိုင်ပါတယ်ဖြစ်သမျှကိုအကုန်ခံနိုင်ပါတယ်ဘာလို့ဆိုတော့ရိုးရိုးသားသားနဲ့ပဲကျွန်မစင်ကမန်းဘွားနဲ့ရက်တီလာတာဖြစ်တဲ့အတွက်ဘာပဲပြောပြောလက်ခံပါတယ်လို့ செய்துட்டுமா செய்துட்டுமா